မေလ20ရက်နေ့မနက်ပိုင်းကခန်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့စစ်စေးရုံတစ်ခုမှာအသေးစားပုံဖောက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်လူ20ကျော်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်။ခိုင်းစစ်တပ်ရဲ့အာဏာသိမ်းယူမှုတုံ့နှစ်ပြင်းပြောက်တဲ့နေမှာပဲအခုလိုပုံဖောက်ကွဲမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။တရှိမှာတော့အငိမ့်စားစစ်တဲ့အရာရှိကြီးရဲ့ယာမှာထင်ရှားနေတဲ့ခရမောင်ကက်ကလောင်စစ်စေးရုံမှာဖြစ်ပွားခဲ့တဲ့ပိုးပေါက်ကွဲမှုအတွက်ဝန်ခံပြောကြားထားသူတွေမရှိသေးဘူးလို့သိရပါဗျ။ ဘုံဖောက်ကလူဖြစ်ပွားခဲ့တဲ့ Chroma Background စစ်ဆေးရုံကအငိမ့်စားစစ်တဲ့အရာရှိတွေစောင့်ဆိုင်းရနေရာကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက်မှာထိုင်းမျိုးသားရဲတပ်ဖွဲ့ရဲ့ဒုတိယရဲချုပ် Brasil Hrana Group ကအဲ့ဒီပေါက်ကွဲမှုဟာဘုံဖောက်ကွဲမှုဖြစ်ပြီးလူ20ကျော်ဒဏ်ရာရှိခဲ့တယ်လို့သတင်းထောက်တွေကပြောကြားခဲ့ပါတယ်။ဒါအပြင်ထုတ်ထုတ်ထဲကနေပောက်ပွဲခဲ့တာဖြစ်နိုင်ပြီးအခင်းဖြစ်ွားရနေရာမှာဘက်ထရီနဲ့ဝါယာကြိုးတွေတွှေ့ရှိခဲ့လို့လည်းဖြစ်ဆက်ပြောကြားခဲ့ပါတယ်။ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူဆက်ဆန်ကူကန်နက်ကတော့အဲ့ဒီပုံပေါက်ပွဲမှုမှာလူ24ဦးခန့်ဒဏ်ရာရှိခဲ့တယ်လို့ပြောပါရယ်။ကနဦးထွက်ပေါ်ခဲ့တဲ့သတင်းတွေအရဒဏ်ရာရရှိသူအများစုဟာပေါက်ပွဲမှုကြောင့်ပြင်းမှန်တွေလူစင်ထိမှန်မှုကိုခံခဲ့ရတာဖြစ်တယ်လို့ဆိုပါရယ်။အစောပိုင်းမှာတော့အဲ့ဒီပောက်ကွဲမှုဟာဓာတ်ငွေရိုးစိမ့်မှုနဲ့အဲယာကွန်ကွန်ပရက်ဆာပောက်ကွဲမှုကြောင့်ဖြစ်နိုင်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာပြီးခဲ့တဲ့သတင်းပတ်တွေကဖြစ်ပေါ်လာခဲ့တဲ့အသေးစားဘုံပေါက်ကွယ်မှုနှစ်ခုရဲ့နောက်ကွယ်ကတရားခံတွေကိုလိုက်လံရှာဖွေမှုတွေပြုလုပ်နေရတာဖြစ်တယ်လို့လည်းသိရပါဗျ။